ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါအာဗမ္မာကိုတအားလေးစားဖို့ကောင်းပါလားကျွန်တော်တို့အားလုံးလည်းရှင်တထိတ်ထိတ်နဲ့စောင့်မျှော်ပြီးတော့နားထောင်နေတယ်အခုဗမ္မာအကြောင်းကိုအဓိကထားပြီးပြောပါမယ်ဗမ္မာကတော့အတကုံအလုံးခံနေရတယ်နော်ဗတ်ပေါင်းစုံကလုံးတာပါ အဲသူတို့ကလည်းသူတို့ရဲ့ဒီအင်အားတွေအားလုံးနေရာပေါင်းစုံကလည်းဖြန့်ပြီးလောင်းတာဒီဘက်ကလုံးဟိုဘက်ကလုံးအမှောတမျိုးလုံးလည်းသူတို့နေရာတွေချထားတာလေနေတာမဟုတ်ဘူးတာအဲ့တော့ဘတ်ပေါင်းစုံကလုံးနေတယ်တက်ကလည်းဘတ်ပေါင်းစုံကနှစ်ခုခံတယ်စစ်တပ်ကလည်းပြာနော်စစ်သားတွေကလည်းသူတို့စစ်ဗျူဟာအားဖြင့်လေ့ကျင့်သင်ကြားထားတဲ့စစ်သားတွေပါနော်သူတို့ဒီနေရာဒီနေရာမှာကြည့်ရဗန်ပေါ်နဲ့ပတ်သက်ပြီးတော့ကြည့်ရတာပေါ့နော် KIA PDF က တို့ဗမ်မောင်ပိုင်သက်ကြော်ထင်အာပိုင်သက်ကြော်ထားပါပိုင်သက်ကြော်ဆိုရှင်ဒါသူဆိုတော့เนาะကျွန်တော်လေးစားပါတယ်ထားပါတော့အဲတို့ဗမ်မောင်ဘာများမှတ်နေလဲမသိဘူးဗောနော်ဒီအပုံစံမျိုးဖြစ်နေတာပါအခုတော့တို့ရဲ့နောင်နာကြီးကောင်းကောင်းတော့ရနေပါပြီတို့နောင်နာရတာမရတာအပထားเนาะစစ်တီတွေကတော့စစ်သားအလုပ်ကိုတိတိကျကျနဲ့လုပ်နေပါတယ်မင်္ဂလာပါကိုမောင်နဲ့မင်္ဂလာပါเนาะအားရစရာပါတကယ်ကိုအားရစရာပါနေရာပေါင်းစုံမှာ ချဲပြီးတော့သူတို့တွေဘံပေါ်ဝင်လုံးတယ်လုံးတော့နေရာပေါင်းစုံကိုတက်ရဲ့ဒီလက်နက်ကြီးပစ်ကူတွေလေချောင်းပစ်ကူတွေတအားကိုထိရောက်ပါတယ်အဲစစ်ချောင်းဖြတ်တောက်မှုတွေကအစတော်တော်လေးထိရောက်တယ်ကျွန်တော်မြေပြင်တတ်မှုပေါ့မြေပြင်ဒီတတ်တမမှုကြီးရဲ့အာဘယ်လိုမှထွင်းညာကျူရင်သိရှိမှု ကြိုတင်ပြင်ဆင်မှုတွေဟာဆိုလို့ရှိရင်လည်းတကယ်ကိုလေးစားဖို့ကောင်းတယ်သူ့ရဲ့တတိယလည်းတအားကိုလေးစားဖို့ကောင်းတယ်အဲယောက်ျားလေးတစ်ယောက်ဒီလောက်တတိရှိပြီဟေ့ဆိုလို့ရှိရင်တော့အမျိုးသားတစ်ယောက်ပေါ့ဒီလောက်တတိရှိပြီဆိုရင်တော့သူ့မှာသူ့မှာတကယ်ကိုကောင်းတဲ့ကျင်ရတော့ရှိနေတတ်တယ်ဆိုလို့ကျင်တာသူ့မှာတကယ်ကိုဘလို့ခေါ်မလဲပါရမီဖြည့်ဖက်တွေရှိနေတတ်တယ်ဒီပါရမီဖြည့်ဖက်တွေကောင်းတယ်နော်ဘလို့ခေါ်မလဲကျွန်တော်တို့စိုင်းစိုင်းတခြင်းလေးပေါ့ဗျာ ကိုယ်တိုင်အစကကြောက်တတ်သူတောင်းနဲ့ချစ်သူထီတော့ရဲတတ်ကြရဆိုတော့အဲ့တော့27စကခမူကြီးဒါမျိုးတတိရှိရတဲ့အကြောင်းရင်းဟာကျင်ရတော့ကောင်းလို့လည်းဖြစ်နိုင်တယ်သူကိုယ်တိုင်တတိရှိတာဖြစ်နိုင်တယ်ဘယ်လိုပဲဖြစ်ပါနှစ်ယောက်ဆုံးတတိရှိပုံရတယ်တကယ်ကိုတတိရှိတာပါနော်အဲ့တော့အဲသူ့ရဲ့ဒီအတ္တမှုကတော်ကလည်းတကယ်ကိုတတိကောင်းတာနော်ကျွန်တော်စဉ်းစားရတယ်ပါနော်ကျွန်မြန်မာတိုင်းနိုင်ငံလုံးကတက်တယ်အားလုံးလည်းလေးစားဖို့ကောင်းသလိုဒါပေမဲ့ဗန်မော်ကထူးထူးခြားခြားပါ ။ဘံပေါ်ကျတော့ဘာကြောင့်မို့ဒီလောက်ဒီတတ္တိတွေကောင်းကြတာလဲဆိုတော့ဟုတ်။အဲကျွန်တော်အနေနဲ့အဲနည်းနည်းလေးပေါ့စိတ်ထဲမှာပို့ပြီးတော့အတွေးဝင်မိတယ်။အတွေးဝင်ပါလေ။တကယ်ကိုရေရွချွန်ချွန်နဲ့ခုခံတိုက်ပွဲဝင်နေကြတာကိုကြည့်တဲ့နေရာမှာအမျိုးသားတွေနေမဟုတ်ပဲနဲ့အမျိုးသမီးတွေကပါနော်လုံးဝမတွတ်မယွတ်မဲနဲ့ပြန်လို့ရတယ်ပြန်တော့နင်တို့ပြန်တော့ဆိုတော့မပြန်မဲနဲ့ကို့အမျိုးသားနော်ကို့ရဲ့ဒီဒီစစ်တီလင်းယောက်ျား နားမှာပါရမီဖြည့်ဘက်အနေနဲ့ရှိနေသလိုလိုအပ်လို့ရှိရင်လက်တွဲပြီးတော့တိုက်ပွဲဝင်နေတဲ့ဒီအာဘလခေါမလဲကျင်ရတော်တွေပေါ့ဗျာနော်လက်တွဲဘက်တွေကိုအကယ်လေးစားဖို့ကောင်းပါလားမင်္ဂလာပါနော်မင်္ဂလာကောင်းတယ်မင်္ဂလာရေခဲပဲလားတယ်ရေခဲလားမခဲလားသိချင်လို့ရှိရင်ဆက်နားထောင်ပါနော်ကောင်းမောင်အနေနဲ့ကောင်းမောင်ပြောတဲ့ရေခဲနဲ့အဲသူတို့ပို့ပြီးနားလည်လာမှာပါနော်အဲ့တော့ လေးရင်လာတယ်နော်လေးရင်လာတယ်နင်တို့ပြန်စအောင်မပြန်ဘူးနော်မပြန်မင်းနဲ့အားလုံးတကယ်တချို့ဆိုပြန်လာသူတွေကမျက်ရည်မျက်ရည်ဝဲပြီးပြန်လာကြဘာကြောင့်ပြန်လာလဲဆိုတော့မပြန်ညင်မဲ့ပြန်လာတာတချို့ဆိုကလေးတွေမျက်နှာထောက်ပြီးပြန်လာတာပဲရှိတယ်သူတို့ကြောက်လို့ပြန်လာသူတယောက်မှမရှိဘူးအဲ့လောက်ထိကိုဗန်ပေါ်မှာရှိနေတဲ့စစ်တီစစ်သားတက်မှုပူမှုအားအားလုံးအားလုံးအားလုံးဟာတကယ်ကိုရွရွချင်ချင်နော်တိုက်ပွဲဝင်နေတာလေးစားစရာပါခင်ဗျာလားလေးစားစရာဖြစ်တယ်အဲ့တော့ ဘတ်ပေါင်းစုံကနေဝင်ဆောင်နေတဲ့ဒီ KIA တွေဟာဆိုလို့ရှိရင်နေရာတိုင်းမှာဖြူဖြက်ခံနေရတယ်အခုအဲသူတို့ပြီးခဲ့တဲ့တည့်ရက်ပေါ့နော်ပြီးခဲ့တဲ့နေ့ကတော့ကျွန်တော်တခါပြောတယ်လားအာစစ်တီရဲမိတွေဖမ်းခံလိုက်ရတယ်အဲ့ဒါလည်းအဟုတ်ပဲအာ366ဆိုတဲ့အမြောက်တက်ပေါ့ဗျာနော်366ကိုဝင်လုံးတယ်ဝင်လုံးတဲ့အခါမှာအဲဘရိုခေါမလဲရဲမိတွေကလည်းတတိတခါကြီးအရှိလွန်သွားတာပါတယ်ရှိလွန်သွားဆိုတာတပုံကို တဘုံကဝင်မလောရသေးဘူးတဘုံကိုကိုကဥပြီးတော့ဝင်ပြီးတော့လုံးတဲ့အခါမှာတော့အဖမ်းခံလိုက်တဲ့ပုံစံမျိုးအဖမ်းခံရတဲ့ပုံစံမျိုးတွေနော်ကြာဆုံးပုံစံမျိုးတွေသွားတွေ့ရတယ်တော်တော်လေးအထိခိုက်နေတာဒါမျိုးကျွန်တော်ပြောနေခြင်းအဖြစ်ဘန်ဘောမှာခုခံနေတဲ့စစ်တီတွေမကြာဆုံးလားဆိုတော့ကြာဆုံးတာတော်တော်များပါတယ်တော်တော်များတယ်ထို့တူပဲအလုံးသီးတဲ့အတိုင်းပေါ့ကနော်စစ်သားတွေဆိုပိုသိကြပါလိမ့်မယ်ကျွန်တော်တို့အရသားတော်မှာပဲဒါကိုနားလဲလို့ရှင်ဗါလဲစစ်လာတရားလားခံစစ်တကြောင်းလားအဲ့လိုမျိုးရှိသေးတာပေါ့နော် ဲ့တော့အ366ပထမကြသွားတယ်လို့ဖြစ်သွားတယ်နော်စစ်တီရဲမေတချို့ဖမ်းခံလိုက်ရတယ်ရဲမေတချို့ဖမ်းခံလိုက်ရတယ်ရဲမေတွေကတခါကျတတိယလည်းအရန်ကိုဟိုတတိယအရန်ကိုသုံးချလုံးကရောက်တယ်လေနော်အဲ့တော့အဲ့မှာရဲမေတချို့ထိခိုက်တယ်ရသွားတယ်ဖမ်းလန်းဖမ်းခံလိုက်ရတယ်ဆိုတာရှိတယ်အဲ့တော့အဲ့ဒီ366ကိုလည်းပြန်တိုက်နေတယ်လို့ပြန်လဲရပြီလို့ကျွန်တော်ကြားသိရတယ်အဲ့တော့ခုချိန်ထိဘန်ဘောမှာတက်တယ် ဘယ်တက်မှမကြပါဘူးနော်49လည်း AACC ပါပဲ21လည်းစကခ21ဆိုတာတကယ်တက်မှပါဗျာတက်မှကြီးလည်း AC ပါပဲ366လည်းဘယ်လိုခေါ်မလဲဆိုတော့ AC ဆိုတာမကြသေးဘူးဗျာနော်အဲ့တော့ဟိုကြတဲ့အောင်ကြတဲ့အောင်ဖြစ်သွားတဲ့အခါမှာဘယ်လိုဖြစ်လဲဆိုတော့လေတပုံကိုအဝင်ခံလိုက်တယ်နော်အဝင်ခံတဲ့အဝင်ခံလိုက်တဲ့ပုံစံမျိုးအဝင်ခံတဲ့အခါမှာနောက်မဆုတ်တဲ့ခံမခံခြင်းစိတ်နဲ့ပြန်တိုက်ယူတဲ့အခါမှာတော့စကန်နေအကောင်လုံးပြန်ပြီးတော့ထိန်းချုပ်ထားနိုင်ပါပြီဗျာနော်အဲ့တော့ မနေ့ကအထီးဆို21ကိုဒီအဲအမကကိုအိုက်ဘက်ချမ်းနေပြီးတော့ဝင်လုံးမှုစူးစမ်းနေရရှိတယ်။သို့ပါတော့လည်းပဲအခုဆိုရင်ပြန်ပြန်လန်ကျသွားတာပါပဲနော်။ပတ်ပေါင်းတော့သူတို့ဝင်လုံးမှုစူးစမ်းတယ်ပြန်ပြန်လန်ကျသွားတယ်။အဲ့ဒီမှာရှိနေတဲ့ဗျာဟို point fight တွေကိုစောင့်နေတာပေါ့နော်။စောင့်တဲ့ခါမှာတော့တစ်ဖက်တစ်ပုံရန်သူဟာလုံးဝလန်ကျသွားပါပြီ။လန်ကျသွားတဲ့အပြင်ကိုတော်တော်ကိုနော်ဟို ဒီမျိုးစစ်တီအားလုံးတည်တည်ချာချာကိုထိန်းချုပ်ထားနိုင်ပါတယ်လက်ရှိအချိန်အထိပေါ့ဗျာနော်ဒါပေမဲ့တော့အဖြေကဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကတော့ဟိုပြောရတော့တော်တော်ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကလည်းစစ်ကူကလူတလောက်ရနေတာ哦လူတလောက်ရနေဆိုတော့ဥမာဖြစ်ကျွန်တော်တို့ဉာဏ်ဉပြောနေတဲ့ဒီပဒတ်တွေပဒတ်ကွန်တောင်းတွေကလည်းအများကြီးရောက်လာတယ်။ရောက်လာတဲ့အခါမှာဓာတ်တွေကိုလည်းဖြတ်တောက်ထားဖို့အတွက်ကတက်မလို့အတွက်ကိုအရန်ရေးကြီးတယ်အရေးကြီးတယ်ပေါ့နော်။ ဥပမာဒီမရယာဘက်ကလို့မရယာဘက်ကလည်းတိတ်မလားမကန်ဟလားမရယာဘက်ကလည်းဝင်လာနိုင်တယ်လို့ဒီကျွန်တော်ဒီစကိုင်းဘက်ကလည်းကျွန်တော်ဝင်လာနိုင်တယ်ဝင်လာနိုင်တဲ့အတိုင်းအတာမျိုးမှာအဲ့ဒီကနေ PDF တွေအင်အားထပ်စုနေရတယ်ရှိရစုပြီးတော့ဒီဘက်ကိုပြန်ဝင်လာလို့ရှိရင်တော့အဲဘယ်လိုခေါ်မလဲအဲနည်းနည်းရုံးကန်ရနိုင်တယ်ပေါ့ဗျာနော်အဲ့ဒီလမ်းကြောင်းတွေကိုဖြတ်ထားဖို့ကတက်မတော်မှာတအားကိုအရေးကြီးတယ်နော်ဖြတ်ထားနိုင်ဖို့ကတအားကိုအရေးကြီးပါတယ်တရားတော်စစ်အောင်နိုင်ပါစေမှန်ပါတယ်ဗျာတရားတော်စစ်ပါတကယ်တရားတော်စစ်ပါ တော့အဲ့ဒီခုဆိုရင်ဘန်မော်ဘက်ဘန်မော်ကိုကားတွေတက်တယ်ပဲဖြစ်ဖြစ်ပေါ့ခင်ဗျာဘလိုအကြောင်းနဲ့ပဲဒီဘန်မော်ဘက်ကိုတက်လာတဲ့ကားတွေဖြစ်ဖြစ်ပေါ့နော်ရက်သားကားတွေပါဆိုတော့တေချာခရူးဆိုင်ပါဘာကြောင့်လဲဒီလိုစစ်ဖြစ်နေတဲ့ဇုံကိုလာတယ်ဆိုကြတဲ့ကရက်သားတော့နည်းနည်းနည်းမယ်လို့တော့ကျွန်တော်သုံးသပ်လို့ရတယ်ပေါ့ခင်ဗျာနော်မဖြစ်မနေလာရတဲ့ဆိုရှင်အကျွန်တော်ဘန်မော်သွားမှာမဖြစ်မနေဘူးပေါ့ဆိုလို့ရှိရင်တော့နှစ်ခုပဲရှိပါလားအဲ့မှာမိသားစုရှိရင်ရှင်မယ်အဲ့မရှိလို့ရှိရင်စီးပွားရေးရှင်မယ်မရှိလို့ရှိရင်တော့သူတို့စစ်ကူပေးရမယ်အခြေအနေမျိုးပဲဖြစ်ပါလိမ့်မယ်အဲ့တော့ ဗန်မွန်နဲ့ပတ်သက်ပြီးအသွာလာလေးတွေမှာနည်းနည်းလေးစစ်စစ်ကြက်မှတ်ဖို့ကအရန်ကိုအရေးကြီးပါတယ်နော်အဲ့ဒါကတော့သတိထားမယ့်ကိစ္စလေးတွေပေါ့အဲ့ဒါမဲ့တော့နောက်ထပ်ပြောစရာလေးရရှိသေးတယ်ဗျအဲ့ဒါကအဲမြေပြင်စစ်တီရဲ့လိုအပ်ချက်ပေါ့ဗျာနော်မြေပြင်စစ်တီရဲ့လိုအပ်ချက်ကလည်းတတော်ကိုအဲတမမူကြီးရဲ့ဒီတမမူကတော့တောင်တောင်ဂုံတင်ရတော့မဟုတ်တော့ဘူးဗျဂုံတင်ရတောင်တောင်မဟုတ်ဘူးသူရဲ့ဒီဖုံးကံကတော့မသေးတော့ဘူးလို့ထင်တယ်မသေးဘူးပေါ့ဗျာဖုံးကံမသေးဘူးဆိုတော့ သူကြိုတင်မြင်တယ်ကြိုတင်စီမံတယ်ကြိုတင်ဆောင်ရွက်ထားတယ်အဲ့အတွက်ကြောင့်မလို့ရိတ်ခါတွေဘာတွေကတော့အဲပြည်စုံတယ်နော်ဟောလက်နက်အနေနဲ့ကလည်းသူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတွက်ကြောင့်မလို့ပြည်စုံတယ်အဲဘာတွေလိုအပ်နေဆိုတဲ့ခါကျကုံကုံတက်တဲ့အရာတွေပဲကုံတက်တဲ့အရာတွေဆိုတာကတော့ကြည်ဆိုတာအများနဲ့ပြင်နေရမှာလေနော်အေးအဲ့ဒိုင်းတာတွေမှာလိုအပ်တာတွေကအများကြီးရှိတယ်အဓိကသူတို့မျှော်လင့်ထားတဲ့လိုအပ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်တော့အခုက ကျွန်တော်တက်တယ်နဲ့နော်50ခွန်ပဲဖြစ်ဖြစ်အဲဒီ366ပဲဖြစ်ဖြစ်21ပဲဖြစ်ဖြစ်တကယ်တက်မှာရပဲဖြစ်တကယ်အနီးကပ်ကိုသူကဝင်လုံးနေတာဘာကြောင့်ဆို KIA ကလည်းသူ့သားသမီးမဟုတ်တာဗျာနော် PDF ပဲอ่ะနော် PDF ကိုသူတို့တော့အရှိရနေခံပြီးတော့ချခိုင်းတာဆိုတော့ခတ်တာက PDF လည်းသူတို့သူတို့နောက်တန်းမှာနေရသူတွေလေးနဲ့ဒင်းစာထိပ်ပြီးတော့ကြာဆုံးတာတေးတာတွေများတယ်အဲ့တော့ဟိုကောင်ကအသေးခံပြီးတက်တာအသေးခံပြီးတက်တဲ့အခါမှာတော့ အဲဘယ်လိုခေါ်မလဲအနီးကပ်ရင်ဆိုင်ရတဲ့တိုက်ပွဲတွေဖြစ်နေတယ်အနီးကပ်ဆိုတော်တော်နီးကပ်ပါလေကျွန်တော်ကြားသိရတဲ့ချိန်တွေကဆိုလို့ရှိရင်ကြီးတန်းကြီးတန်းနေအောင်ကပြစ်ခတ်တန်းနေအောင်ကြားနေဟာကြားလာကြားလာဆိုတဲ့ပုံစံမျိုးတွေဒီဖြစ်နေတာနော်အဲ့တော့အနီးကအနီးကတိုက်ပွဲရင်ဆိုင်မှုရဲ့ဂျုံရတဲ့အခါမှာအဓိကလိုအပ်ချက်ကပါလေအနီးကမှာကျွန်တော်တက်မှာထုတ်ထားလက်နက်တွေရှိပါတယ်ရှိတာပဲလေဗျာအနီးကမှာ rifle တွေပါလေကအဲ့လောက်ထိအဲဘယ်ခေါ်မလဲထိအောင်မှာကောင်းမြင်မှာအားနေတယ်တကယ်တမ်းအနီးကမှာတကယ်ကောင်းတဲ့အရာတွေကပါလေဆိုတော့အီနာဂါတို့နော် အနောက်တက်40မမလို့ဆိုတာတကယ်ကိုအရေးတကြီးလိုအပ်နေတဲ့အခြေအနေဖြစ်တယ်အဲ့တော့အခုလက်ရှိမြေပြင်တိုက်ပွဲတွေကိုကျွန်တော်လေ့လာသုံးသပ်ကြည့်တဲ့အခါမှာအနီးကပ်ကြီးပဲနီးကပ်မှာတော်တော်နီးကပ်တာပါဆန္ဒ36ပုံစံမျိုးဆိုကြည့်လေဟိုဒေါ်လာနဲ့ဒေါ်လာနဲ့ဝင်ပြီးလုံးလိုက်တာဟဲ့ကိုလူဖန်းကန်တီပါတယ်ဒီပုံစံမျိုးတွေရှိရအကိုကကျွန်သူကဆွဲစီတယ်သူကျွန်ကိုဆွဲစီတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အဓိကကပါလဲကျွန်တော်တို့ အနီးကတိုက်ပွဲမှာအရေးကြီးတဲ့အရာတွေကတော့အီနာဂါတို့40မမတို့ဆိုတာတအားကိုအရေးကြီးတယ်တအားကိုလိုအပ်တယ်။အမ်ရှင်ရှိနိုင်တဲ့များဟာအကောင်းဆုံးဖြစ်တယ်။အဝေးအီနာအဲ40မမတို့ပါဆိုတာတော့အဝေးနဲ့ဆိုလို့ရှိရင်အဝေးပြစ်ဆိုလို့ရှိရင်တော့နည်းနည်းအားနေကောင်းနေနိုင်မယ်။အနီးကမှာတော့တကယ်ကိုအရေးကြီးတယ်။အဲ့တော့အနီးကတိုက်ပွဲရဲ့အဆုံးဖြတ်ကို ပေးသွားနိုင်တဲ့ကြီးကတော့40မမပဲ။40မမနဲ့အီနာဂါပဲ။ လေးစံမမအီနာကလက်ပစ်ပုံဒါတွေကအနီးကတိုက်ပွဲကိုဒါအဆုံးဖြတ်ပေးနိုင်တာအဆုံးဖြတ်ပေးနိုင်တဲ့အရာဟိုရှိတင်တာတဲ့ပို့ပြီးရှိတင်တယ်လို့ကျွန်တော်တို့ကနားလည်ထားတယ်အဲ့တော့လက်ရှိအခြေအနေမှာအလုံးမျောလင့်ထားမှာပဲတစ်ဖက်တစ်ပုံကတော့အဲ့ဒါတွေကိုတွင်တွင်ကြဲကြဲသုံးလုံနေမကဘူးဘုံဘောလီအော်ပေါ့နော်တကယ်တမ်းဘလိုခေါ်မလဲအရှံပဲသုံးနိုင်တယ်မိမိဘက်ကတော်တော်ဆင်ကျင်နေရတယ်အဲ့ဒါပဲသက်လာလို့ရှိနေတယ်ခင်ဗျားတို့ ဟိုလက်နက်တပ်ဆင်မှုအပိုင်းဆိုင်ရာမှာခင်ဗျားတို့စစ်ဘလူးတွေပဲကြာ နော်စစ်တပ်ကအကြီးကြီးတွေခင်ဗျားတို့ဒါကိုပိုသိနိုင်ပါလေ။နော်ကျိုးပိုနေသိနိုင်တဲ့အတွက်ကြောင့်မို့လို့ဖြည့်ဆည်းပေးဖို့အရန်ကိုလိုအပ်တယ်ဖြည့်တော့ဖြည့်ဆည်းပေးတယ်အသေးပါတော့လည်းပဲလိုအပ်တာထက်ပိုပြီးတော့ဖြည့်ဆည်းဖို့လိုအပ်တယ်အခုချိန်အထိကအားမရဘူးအားမရဘူးဗျာနောက်ဆုံးပိတ်ဒီလိုအချိန်နှင်းမျိုးမှာဒီလိုတိုက်ပွဲဖြစ်နေတဲ့အချိန်နှင်းမျိုးမှာစစ်တီတွေကမင်းတို့ခင်ဗျားတို့လာစားလဲစိတ်ဝင်စားအောင် နော်လာစားလဲစိတ်ဝင်စားတကယ်တမ်းစိတ်ဝင်စားတာသူတို့ရိတ်ခါနဲ့အဲသူတို့ကလိုအပ်နေတဲ့ဒီဘယ်ကောင်းလဲဆိုတော့အဆုံးဖြတ်ပေးနိုင်တဲ့အနီးကပ်တိုက်ပွဲကိုအဆုံးဖြတ်ပေးနိုင်တဲ့ကြည်တွေဖြစ်တယ်ကြည်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့40မမတို့အီနာဂါတို့နော်တကယ်5 by 5စစ်တို့ဆိုတာကရေးတကြီးလိုအပ်နေတဲ့အရာဖြစ်တယ်အဲ့တော့လာစားမပေးရင်တော့နေပါပေါ့ဗျာနော်အဲဓာရီကိုပေးရင်ကျင်းတ်ပြီဆိုတဲ့ပုံစံမျိုးထိနော်ရင်ဖွင့်ထားတဲ့ရင်ဖွင့်မှုတွေရှိတယ်ဆိုတော့သိစေချင်တယ်အဲ့တော့ အဓိကလိုအပ်ချက်ဖြည့်ဆည်းမှုမှာတော့40မမတွေနဲ့အင်နာကားတွေလိုအပ်ချက်တွေကတော့ကျွန်တော်တို့စစ်တီတွေရင်ဖွင့်တာကိုကျွန်တော်ကြားနေရတယ်ပေါ့ဗျာနော်အဲ့တော့အဖြေကိုလည်းဒါဖန်တီးသွားနိုင်တာဟုတ်အဲ့တော့ red line ပေါ့တကယ်ဒီလိုခေါ်မယ်ဆိုလို့ရှိရင်အရေးတကြီးအနေနဲ့တော့မကျွန်တော်အနေနဲ့ပြောပြချင်တယ်နော်အဲ့တော့အခုအချိန်ထိတပတ်တပုံကပိုးစိုးပတ်ဆက်ကြနေတယ်စစ်ကူလည်းလာမလောက်ဖြစ်နေတယ်နော်အဲလုံးဝကို ဘူးလို့ခေါ်မလဲခဏလေးမကြိုက်ဘူးနော်စစ်ကူလည်းလာမလောက်ဖြစ်နေတယ်စနိုက်ပါတို့နော်အော်တရားတော်စစ်ဟုတ်တယ်တရားတော်စစ်ကိုတိုက်ပွဲဝင်နေတာပါနော်တရားတော်စစ်ကိုတိုက်နေတာလက်ပြပုံလည်းများများလိုအပ်ပါတယ်နော်အဲဒါတွေအားလုံးကအခုလက်ရှိပံပိုးမှုနဲ့ဆိုလို့ရှိရင်လိုအပ်မှုနဲ့ပံပိုးမှုနဲ့ကိုကြည့်လိုက်မယ်ဟဲ့ဆိုလို့ရှိရင်လိုအပ်မှုကသုံးစားဖြစ်ပြီးတော့ပံပိုးမှုကအားနည်းနေတာလေးရှိတယ်။အဲ့ဒါကိုစဉ်းစားပါ အနောက်တစ်ခုကတော့စစ်ကူပေါ့ဗျာနော်စစ်ကူဆိုတာကတော့အခုလောတဲ့လေချောင်းပစ်ကူတွေတအားကိုထိရောက်ပါတယ်နော်ထိရောက်တော့ပါတော့ညာလဲပဲအဲစစ်ကူလာလို့ရှိရင်တကယ်အားရှိတဲ့အရာတွေဖြစ်တဲ့တကြောင်မလို့အနားမှာရှိနေရှစ်ရှစ်တို့ဘာလို့ပေါ့နော်တမရှစ်ရှစ်တို့ဘာလို့ကဘာလို့မလဲအကူကြီးမလားအဲအဲ့လိုမျိုးတွေရှိတယ်နော်အဲအကူကြီးလိုအပ်တယ်အဲ့တော့ဘန်ဝါအနေနဲ့နံပါတ်၁ချက်အနေနဲ့အားရတယ်ဝမ်းသာစရာနော်ဝမ်းသာစရာတွေပဲတွေ့ရတယ်စစ်တီတွေရဲ့စိတ်ဓာတ်ခံယူချက်အသေးစွဲကိုလေးစားသလိုသူတို့ရဲ့ပါရမီဖြည့်ဘက်တွေလည်းတအားကိုလေးစားတယ်ပြန်ပါဆိုတော့မပြန်ဘူး တကယ်လားတကယ်လားဟိုကမဆိုမောက်တထမ်းမေတရွက်ဆိုတာအဲ့ဒီမှာကိုသွားတွေ့တာနော်ခါကြရင်မင်းကြီးတွေဆိုတော့ခါမှလည်းမတိုက်ဘူးတလားတိုက်တိုက်တဲ့အခါမှာတတိယကောင်းလွန်းတဲ့ခါကျတော့တခါကျရင်တတိယအလွန်ကျွန်းရှိသွားတာရှိရအဲ့တော့တကယ်တကယ်ဖြစ်လာမင်းကြီးယောက်ျားလေးခွဲလို့မရပါဘူးလက်ညှိုးကိုရတဲ့လက်တိုင်းဟာကြောက်ဖို့ကောင်းပါလားဂျန်တူဇာတူပါပဲနော်အဲ့တော့ ဒါလေးစားစရာတစ်ခုအနေနဲ့နောက်တစ်ခုကလိုအပ်ချက်အနေနဲ့ကတော့ဆနာကျွန်တော်ပြောတဲ့ဒီလက်နက်တွေဟာတအားကိုလက်နက်ဆိုတာဆိုင်ကြီးစားတအားကိုအရေးကြီးတယ်နော်အဲနောက်တစ်ခုကတော့စစ်ကူလိုအပ်တယ်တက်တွေအားလုံးအခြေအနေကတော့အဲ ACC ထိန်းထားနိုင်ပါတယ်နေ့စဉ်ကမနေ့မနေ့ရက်ဆို6နာရီလောက်ထဲကနေစပြီးတော့တိုက်တိုက်ပွဲတင်းထန်နေဖြစ်တယ်လက်ရှိလည်းဖြစ်နေတာဖြစ်တယ်သို့ပါတော့လည်းပဲအာစစ်သွေးကြတပုံများဒီလန်ကြလန်ကြလန်ကြသွားတာပဲများပါတယ်အဲ့တော့သူတို့အနေနဲ့က အပီရီယာကလည်းပြောရမဆိုရင်သူတို့ကိုကိုနှုံးလုံးမျိုးအသုံးပြုနေ KIAC ကိုပြောရမဆိုရင်စတက်ဂရူပါမလွတ်ချင်တော့ဘာကြောင့်လဲသိနေပြီဟာဒီကောင်ငါတို့ပဲရှေ့ကခံချခိုင်းနေအရှေ့ကချခိုင်းနေဆို KIA လည်းလွတ်သလားဆိုတော့ KIA လည်းမလွတ်ဘူး KIA ကအနောက်မှာနေတယ်အနောက်မှာနေတဲ့ကောင်တွေကြတော့ drone နဲ့ဒီလေယာဉ်နဲ့ထိသလိုအရှေ့မှာနေတဲ့သူတွေကြတော့လည်းအရှေ့ဝင်တိုက်တဲ့သူတွေကြတော့လည်းတက်ရဲ့တွင်နဲ့ကိုဝင်ဝင်သွားပြီးတော့တက်ရဲ့တွင်နဲ့ဝင်သွားတက်ကလည်းဒီလိုမျိုးဖြစ်မဲ့ဆိုတော့ကြိုတင်သိထားတယ် သူအနေနဲ့ကျွန်တော်လဲ లై တွေမြင်နေပြောပါတယ်နော် లై ပြောတဲ့ခါမှာနာခခငါအခြေအနေတွေပြောခဲ့တာရှိရလေအဲဒါမျိုးအခြေအနေမျိုးတွေကကျုံလာနိုင်တယ်ဆိုတာဘက်တာတက်တာရအားလုံးကသိနေတဲ့အတွက်ကြမလို့ပြင်ဆင်မှုပိုင်းဆိုင်ရာမှာစနစ်တကျပြင်ဆင်ထားတာကိုကျွန်တော်သွားတွေ့ရတယ်ဗောနော်အဲ့တော့အဲတော်တော်လေးအကောင်းတဲ့အခြေအနေတွေရှိတယ်ဒါကျွန်တော်တို့ဒီဘန်ဘောအခြေအနေမှာနော်အဲ့တော့သူတို့စစ်ကူတောင်းထားတဲ့စစ်ကူတွေနော်သူတို့ကတပုံဘက်ကနေစစ်ကူတွေရောက်မှာနော်ရောက်2000လောက်တောင်းထားတာလည်းရှိတယ် ဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖြတ်တောက်နိုင်မှုပါတော့အဲဂိတ်တွေဂိတ်တွေကတော့တအားအရေးကြီးတယ်ပတ်စံပေးပြီးပြန်လွတ်နေရတွေကတော့သတိထားမယ်နော်အဲ့ဒါလေးသတိထားမယ်အဲ့ဒါကိုတော့ကြည့်ရသတိထားပါ post mimi စစ်တီတွေကိုမိမိနောက်ကျောဓာတ်နဲ့ထွေးရရောက်ပါတယ်ခင်ဗျားတို့အဲ့ဒီဘာမို့တက်လာမဲ့ကားဂိတ်တွေအားမှာလွတ်ပေးနေရရှိလို့ရှိမှာနော်ဒါသတိထားစေချင်တယ်